အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ကင်တနာ YouTube channel page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်ဖပြနေတဲ့ Grace and Depression ဖီးယားများမှလွမြောက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြပြနေတဲ့အကြောင်းအရာဒီတစ်ပတ်ပြန်လည်ရရှိလို့လာပါပြီဒီတစ်ပတ်တော့ကျမဖပြတဲ့ season လေးနဲ့စချင်ပါတယ်ခေါင်းစဉ်ကရွက်စုပ်ပြက်ကလေးများဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ရွက်စုပ်ပြက်ကလေးများမိန်းကလေးတွေအုပ်ဘုံနဲ့ကစားကြတဲ့အရွယ်တွေတုန်းက ဇီယောင်းနဲ့ကစားကြပြီဆိုရင်တယောက်နဲ့တယောက်မျိုးစားမတူတာရောင်းကြတယ်။ကိုကအတုပ်ဆောင်ရောင်းရင်အခြားကစားဘော်တွေကလဖြစ်ရီအဖျော်ရီရောင်းတဲ့သူဘုလဆောင်ရောင်းတဲ့လူခောက်ဆွဲကြော်ရောင်းတဲ့သူစသည်ဖြစ်ခွဲရောင်းကြတာ။သုံးတဲ့ငွေစက်ကူတွေကိုတော့မတူအောင်ခွဲထားကြတာ။ကိုကဒီလက်မသုံးရင်တခြားသူတွေကသတင်းစာစက်ကူကိုဖျက်ပြီးသုံးတယ်။အချို့ကတည့်ရွက်ကစားဘော်တယောက်ကတော့ကြည်ပကံကွဲစာလေးတွေကိုသူ့ငွေကြေးဖြစ်သုံးတယ်။ကြည့်ရက်ချက်ကတော့တယောက်နဲ့တယောက်မတူကျင်ကြတာပါပဲ တစ်ယောက်လောက်တာကိုနောက်တစ်ယောက်ကလိုက်မလုပ်ချင်တဲ့သဘောပေါ့။ယောက်ျားလေးတွေကစားကြရင်လည်းထို့တူပါပဲ။ရဲလောက်သူလည်းရှိသလိုလူဆိုးလောက်ရသူလည်းရှိတာပဲ။အားလုံးကတစ်ဖက်သေးဖြစ်နေကစားလို့မှမရတော့တာကို။အုံးလန်နွားလောက်တက်တဲ့သူတခဲအဟောင်းနေနဲ့မော်တော်ကားလောက်တက်တဲ့သူနိုးစီဘူးကုန်နေနဲ့မော်တော်ဘုတ်လောက်တက်တဲ့သူရောင်းစုံစက်ကူတွေနဲ့စုံလုံးတက်တဲ့သူစသဖြင့်ကိုကျွမ်းကျင်ရာကိုလုတ်ချင်ရာကိုဒါလုပ်လို့ရှိကြတယ်။ဒါပေမဲ့ အသက်မွေးဝဲမှုရက်တီလာတဲ့အွယ်ရောက်လာတဲ့ခါကျတော့တော်တော်များများကသူများလှုပ်တာလည်းလှုပ်တတ်ကြတယ်။သူများကဆရာဝန်ဆိုရင်ကိုကလည်းဆရာဝန်လေးလှုပ်ချင်တယ်။သူများကအင်ဂျင်နီယာဆိုကိုလည်းလိုက်အင်ဂျင်နီယာလိုက်ရမှာ။တင်မောသားဝင်ငွေကောင်းတယ်လို့သတင်းထွက်လာရင်တင်မောပေါ်ပြည့်တက်ချင်လိုက်ကြတာပဲ။ရောင်းပန်းဝယ်ပန်းဆိုရင်လည်းတလန်းနဲ့မှလဖဲ့ဆိုင်လေးတန်းစီလို့။ဘီယာဆိုင်ဆိုကြိုက်တလောက်ဖွင့်ရောင်းရတယ်တဲ့။ဒီလိုပုံတည်ချလိုက်တဲ့အတွေ့အကြုံနဲ့ရက်ကွက်တစ်ခုရဲ့မှာဘီယာဆိုင်တွေပြုတ်သိမ်းလို့ဖြတ်လျှောက်တာနဲ့တွေမူးလဲလောက်တယ်။ စပညာဆိုင်အပြင်ခြေသက်လက်သက်လုပ်ငန်းကလည်းလူဝင်များတဲ့ဒီသလင်းလေးတဲ့တဲ့ကြားလိုက်တာနဲ့ဂျက်ကွက်ထဲခြေသက်လက်သက်တော့ဖွက်ပယ်ရှာဝါတော့ဘူးလို့ခလုတ်တိုက်မတက်ဆိုင်အစ်တွေတန်းစီဖွင့်လာကြရောဂျင်းလုပ်ငန်းကမတိမ်ကောဘူးဟဲ့အားကစားပစ္စည်းတွေတခါရင်းနှီးထားလိုက်ရင်ဝင်သမျှပတ်စံအသက်တင်ပဲဘသူကြားချလိုက်တယ်မသိဘူးဘယ်လုပ်ငန်းဘယ်အတက်ပညာမှာပဲဖြစ်ဖြစ်အခက်အခဲဆိုတာရှိတာအကြီးပဲတခုခုတော့အဆုံးရှုံးခံရဘူးကြတာပဲ ပြဿနာတွေဆိုတာကလည်းပုံစံသာမတူနေရမယ်ဖြစ်စင်းကြရတာအတူတူပဲရှာဖွေရရှိသုံးဆွဲကြရတဲ့ငွေကြေးစကူတွေကတော့တူနေကြတယ်ရှာဖွေရပုံချင်းသာတူမနေကြလားငငယ်တုန်းကကစားခဲ့ကြတာနဲ့ဖြောင်းပြန်ဖြစ်သွားရောလုပ်ငန်းလုပ်နေရင်တွေ့ကြုံရတဲ့ပြဿနာတွေကိုကင်တွေဖြေရှင်းရတဲ့အချိန်တွေမှာကိုတကယ်ဝါသနာပါပြီးလုပ်ခဲ့ကြသူတွေလုပ်ငန်းကိုကျွမ်းကျင်ပိုင်နိုင်တဲ့သူတွေကသာစိတ်ရှည်ရှည်နဲ့ဖြေရှင်းကြော်ရွားနိုင်ကြတာ။ ပြီးတော့ဒီလိုလူတွေကပဲရေရှည်လုပ်ငန်းကိုရပ်တည်သွားနိုင်တာကိုတွေ့ရတယ်။ဆရာဝန်အင်ဂျင်နီယာရှေ့နေတရားသူကြီးစသဖြင့်အတန်းပညာနဲ့အသက်အတန်းပညာနဲ့အသက်မွေးတဲ့သူတွေလည်းထို့အတူပဲဘသူကဘယ်ယာသူဘာတာဝန်နဲ့ဆိုပတ်စံပိုရှာနိုင်နေဆိုတဲ့ငွေကြေးနဲ့တွက်ချက်ပြီးလိုက်လုပ်ချင်စိတ်ပေါက်သူတွေဟာပိုဆန်တဲ့အတတ်ပညာရှင်တွေမဖြစ်တတ်ကြပါဘူး။ခေါင်းဆောင်နေရာတာဝန်ယူခြင်းသူတွေဟာလည်းသူတပားနိုင်ငံတွေရဲ့လှုပ်ထုံးလုံကြီးတွေကို နီးပညာတွေအတိုင်းကိုယ်နိုင်ငံမှာလိုက်လုပ်ချင်လို့မရပါဘူး။သူများနိုင်ငံကပေးတဲ့အကြံတွေအတိုင်းကိုယ်နိုင်ငံမှာအသုံးချဖို့မဖြစ်နိုင်တာတွေရှိနေမှသိထားမှရပါမယ်။ခေါင်းဆောင်တကယ်လုပ်လို့ရင်လုပ်လို့စိတ်နဲ့ဥဆောင်နိုင်မှသာသူ့နောက်ကတိုင်းပြည်ဟာရေရှည်မှာတိုးတက်နိုင်မှာ။သူများခေါင်းဆောင်လုပ်တုန်းကမြင်နေရတဲ့အားကြပွဲတွေကိုမမောပြီးလိုက်လုပ်ချင်တာဆိုရင်တော့ကိုငငယ်တုန်းကကစားခဲ့ဘူးတဲ့ကတ်တွန်တွေကအတိုင်းလိုဖြစ်နေတော့မှာပေါ့။ ဇုံတဲ့လင်မယားနှစုံတွေကဆိုင်ရင်းကက်ရဲ့ဈေးဆိုင်တွေဖွင့်နေတယောက်ကထမြက်တွေရောင်းနေနောက်တစ်ဆိုင်ကတော့ပြက်ကြိန်တွေရောင်းနေထမြက်ဆိုင်ကအမျိုးသမီးလို့သူကသူ့ယောက်ျားမသိအောင်တနေ့ကိုထမြက်လက်တစုပ်လက်တစုပ်ဖယ်ပြီးတင်ထားတယ်ဆိုင်မှာရောင်းစရာထမြက်တွေလည်းကုန်တော့သူဖယ်ပြီးဖွက်သွားဖွက်ထားတဲ့ထမြက်တွေကိုထုတ်ပြလိုက်တယ်ကိုအရင်ကြီးထပ်မဖြစ်ရသေးဘဲနဲ့ကျောင်းစရာကုန်ရှိလာတဲ့သဘောပေါ့အဲ့တော့ယောက်ျားလူတွေသူကမိမရဲ့အမျိုးမြင်ရှိပုံကိုချီးကျူးတယ်ဒီဟာကိုတစ်ဖက်ဆိုင်ရဲ့အမျိုးသားကလည်းကြားသွားပြီးတော့သူများမိမတွေများ တော်လိုက်တာလို့သူမိမမခံချင်းမခံတာဖြစ်အောင်ခဏခဏချီကျူတယ်တဲ့ဒီဘက်ကမိမကလည်းအားကြမခံတစ်ဖက်ကလို့သူတို့လိုက်လုတယ်တဲ့နေရင်ကက်နေရင်ချက်ရတဲ့ပြက်ကလေးနေရွက်ဆုပ်ပြက်ကလေးနေပုံစံမတူတာတွေကိုတမျိုးစီဖယ်ဖယ်ပြီးတင်ထားတယ်တဲ့နှစ်လဲကုန်သွားတဲ့အချိန်ကျမှသူ့ယောက်ျားကို surprise ထုတ်တိုက်တာပေါ့အဲ့တော့ပြက်ကလေးနေဟာနှစ်ကုန်သွားရင်ဘာမှမအသုံးမတည့်တော့ဖက်ညက်နဲ့မတူဘူးလေနော်အဓိကတွန်းလေးကိုပြန်တွင်းမိတိုင်းသဘောတကျပြုံးမိရတယ် ကိုယ့်အလုပ်သဘောကိုကိုမသိပါပဲသူများရှောင်းတိုင်းလိုက်ရောင်မိသူရဲ့ဆုံးရှုံးမှုပါပဲနိုင်ငံနဲ့ရှင်လာရင်တော့ပို့ဆိုးသွားပြီပေါ့တူတယောက်တစုတစ်ဖွဲ့ရဲ့ရောင်ဝါးဝါအဆုံးဖြတ်တွေကတိုင်းပြည်တစ်ခုလုံးကိုဆုံးရှုံးနေတာစေလို့ပါပဲဖယ်ထုတ်ခံထားရတဲ့အချိန်တွေကကျမတို့ဘွာထဲမှာများနေပြီလေကျမတို့ကရက်စပ်ပစ်ခိုင်းနေမှာမဟုတ်ကြတာဒါလေးကကျမဒီနေ့လေဖက်ပြတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲဒါမဲ့ဒီထဲမှာကျမဒီရက်စပ် ပြက်ကရင်ဆိုတဲ့အကြောင်းအလေးနဲ့ဆက်ဆက်ပြီးတော့ဒါလေးကပြောပြတာပေါ့နော်ပြောစင်တဲ့အဓိကကတော့အဲကျမတို့ကဟိုစီပွားရေးလုံလို့နိုင်ငံရေးကိုစိတ်ဝင်စားလို့အဲခေါင်းဆောင်ပဲလှုပ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲကျမတို့ကတစုံတူသူများလှုပ်တဲ့အတိုင်းလိုက်ပြီးတော့တော့ light လောက်တိုင်းကျမတို့ကအဆင်မပြေဘူးကျမတို့မှာကိုယ်ပိုင်းတွေးနိုင်နေဖောက်ထွက်နိုင်နေဉာဏ်ပညာရှိဖို့လိုတယ်။အဲအဲ့ဒါကအိန္ဒိယအိမ်မှာဆိုရင်အိန္ဒအောင်ဦးစီးပေါ့နော် အင်းအောင်ဦးစီးရဲ့အဆုံးဖြတ်တစ်ခုကသူ့အိမ်မှာရှိရဲ့သူ့ရဲ့သားသမီးသူ့ရဲ့ဇနီးအဲသူဟိုစောင့်ရှောက်ထားရတဲ့အမိအဖဒီအားလုံးရဲ့ရဲ့ဟိုကန့်ကြပါပေါ့နော်အဲ့လိုပဲအမေတယောက်ရဲ့နောက်ဆုံးအိမ်မှာစီမံချက်ပြုတ်ရတဲ့အရာဖြစ်ပါစေတမိသားစုလုံးကျန်းမာညီညွတ်အောင်စားတောက်ဖို့အတွက်ချက်နိုင်တဲ့အမေရဲ့အဆုံးဖြတ်ဟာလေဒီအိမ်မှာဒီအမေအဆုံးဖြတ်ကလည်းတိမ်သားလုံးရဲ့ကျန်းမာရေးနဲ့ဆိုင်နေပေါ့နော်အဲ့တော့တဆင့်တသွားရင်ရက်ွက်ပေါ့နော် အကျမတို့ရက်ကွက်ကိုအုတ်ချုပ်မဲ့သူရဲ့အုတ်ချုပ်သူဟာလည်းအသိဉာဏ်ပညာကျဲ့ပြီးဟိုဘက်ရက်ကွက်ကလှုပ်လို့ငါလဲလိုက်လုံမယ်ဒါမှမဟုတ်ရင်ငါရဲ့အိမ်အုတ်ချုပ်သူကလှုပ်သွားလို့သူ့တိုင်းလိုက်လုံမယ်ဆိုတော့ကျမတို့ကဒီထဲကနေပဲမထွက်ဖြစ်နေတော့မှာပေါ့နော်ဟိုသူများဟိုဘယ်လိုပြောမလဲတစုံတစ်ခုလိုက်လုံလို့အောင်မြင်နေသူများဖြစ်လို့အထင်ကြီးတဲ့ဟာကိုအဲ့တိုင်းပုံတူကူးရင်ဟိုအနေငယ်အောင်မြင်တာလည်းရှိရင်ရှိမှာပေါ့နော် ဟိုအဲ့နှစ်ခုမှာတော့နည်းနည်းကွဲပြားအောင်ပါအဲတချို့ကပြောကြတယ်ရှေးထုံလဲမပင်နဲ့ဈေးသုံးလဲမလွယ်နဲ့လို့ပြောတယ်အဲ့တော့ဈေးသုံးမလွယ်တာကိုတော့ကျမလက်ခံတယ်ရှေးထုံအချို့အချို့ကြတော့ကျမတို့ကရှေးထုံကိုအချို့အရာတွေကိုပယ်တာမဟုတ်ပင်မဲ့အဲ့တိုင်းတသွေးမတိန်ဖွားချစ်ထက်ထပ်တူလိုက်လို့ကျမတို့မဖြစ်ဘူးအဲ့လိုသာလိုက်လို့ရင်ကျမတို့ကအိုးကဘာဦးခတဲ့ကဒါလူတွေကဟိုမျိုးမတွေ့ခင်မှာအစိမ်းစားကြတာလေ အဲ့နောက်ပိုင်းမှာမီးကိုတွေ့ပြီးကျမတို့ချက်ပြုတ်စားကြတာပဲဒါပြောရရင်ရှေ့ထုံးမပြန်ပြောရင်တော့ဟိုရှေ့ရှေ့ထိပြန်စားအောင်ပေါ့ဒါရှေ့ရှေ့တုန်းကလုပ်ခဲ့တဲ့အကြောင်းရပဲဒါပေမဲ့အဲ့လာနေမှာကျမတို့ကရှေ့ကပြုတ်ပြတဲ့အရာတွေကိုအခြေခံပြီးမှနောက်ထပ်ထပ်ပြီးတော့စင်ပွားမဲ့သူတွေကဟောသူတို့အသိဉာဏ်သူတို့လေ့လာတဲ့ experience နဲ့ဖြစ်ရမှာပေါ့ဒါကြောင့်မဲ new and better generation လို့ပဲရှိတယ်။ new and better generation မဟုတ်ဘဲ ਨੇ degeneration လို့ခေါ်တဲ့ကျမတို့ရဲ့မျိုးဆက်ဟာ degeneration ဖြစ်သွား degeneration ဆိုတာကျမရဲ့ generation ကနေပြီးတော့နှိမ့်ဆင်းသွားရင် degeneration ပဲပေါ့နော်ကျမတို့ကမိသားစုဘဝတည်ထောင်ကြရတယ်တိုင်းပြည်တစ်ခုတည်ထောင်ကြရတယ်ဝင်းကျင်တစ်ခုတည်ထောင်ကြရတယ်ဆိုတာကျမတို့အမြဲတမ်းမျှော်လင့်တယ်လူသားတွေမျှော်လင့်တာဟာ new and better generation ပိုမိုကောင်းမွန်တက်လွင်သောမျိုးဆက်ကိုကျမတို့ကဟာလိုချင်ကြတာမျှော်လင့်ကြတာအဲ့လိုမဟုတ်ဘဲနဲ့ကျမတို့မျိုးဆက်မိသားစုဆိုတဲ့ကျမတို့မျိုးဆက်ဟာကျမတို့ရဲ့နှိမ့်ဆင်းသွားပြီအသိပညာပဲဖြစ်ဖြစ် အလောက်အိုင်မဲ့ဖြစ်ဖြစ်ရတ္တိချက်ပဲဖြစ်ဖြစ်အတွေးခေါ်အကုန်လုံးပေါ့နော်အဲ့လိုဆိုရင်အဲ့မျိုးဆက်ကိုတာဝန်ယူခဲ့တဲ့ကျမတို့ရဲ့ညံဖြစ်မှုပဲဒီရက်တစင်မြင်ရရင်ဒီရက်ကွက်ကိုအုပ်ချုပ်နေတဲ့ဒီရက်ကွက်ဖွံ့ဖြိုးတိုးတက်မှုကိုစီမံဆောင်ရွက်နေတဲ့ဒီအုပ်ချုပ်သူရဲ့ရဲ့စွမ်းဆောင်ချက်သူ့ရဲ့ဟောပေါ့နော်ချက်ထွင်နိုင်တဲ့တွေးတောနိုင်တဲ့ညံမိတ်နာမယ်ကျမတို့ရက်ကွက်ကမိတ်ပါပဲ ဖတ်မြင်ရရင်တော့မြို့နယ်တိုင်းပြည်ပေါ့နော်အဲ့တော့နိုင်ငံတကာနဲ့ရှင်ရင်အဲကျွန်တော်တို့နိုင်ငံကအဲအဆဆရရဟိုနောက်ကြကြံခဲ့တယ်ပေါ့နော်ဖွံ့ဖြိုးဆဲအဲနိုင်ငံလို့ဖြစ်ခံနေမှာအဲကျွန်မယဉ်ကြားမှုလာတော့ပေါ့နော်ဟိုဖွံ့ဖြိုးဆာနိုင်ငံဖွံ့ဖြိုးဆဲနိုင်ငံနဲ့ဖွံ့ဖြိုးပြီးနိုင်ငံပေါ့နော်ဟိုဖွံ့ဖြိုးဆာနိုင်ငံနေလို့အခြေအနေမှာကျမတို့ဟာဖွံ့ဖြိုးဆဲနိုင်ငံကိုရောက်ပြီးလို့ လိုတွေးနေစင်မှာပဲဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ဝင်မရောက်သွားပဲနဲ့မဲဟိုကျမတို့အချိန်လေးတစ်ခုမှာဒါကကျမတို့ generation တစ်ခုမှာရောက်နေတယ်ပေါ့နော်အဲ့တော့ဒီ generation တစ်ခုအချိန်လေးတစ်ခုရောက်နေတဲ့ကာလမှာအဲကျမတို့အားလုံးမှာတာဝန်ရှိပါတယ်ကျမတို့မျိုးဆက်ကြီးတစ်ခုလုံး degeneration လို့နိုင်စင်မသွားအောင်လို့ဆိုရင်အဲကျမတို့ရဲ့စိတ်နှလုံးစိတ်နှလုံးအုံနောက်အားလုံးဟာအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျမတို့က ရွှေစုပ်ပြက်ကလေးနေမှာမဟုတ်တာเนาะဒီလိုဆွဲဆွဲပြီးဖြုတ်ပြီးဖယ်လိုက်အောင်ဒါမှမဟုတ်ကျွန်တော်တို့တို့ဒီကဘာကပ်ဘေးတွေရောအပြည့်ရင်းစစ်တွေရောအကြောင်းကျွန်တော်တို့ပြက်ကလေးဟာငါးနှစ်လောက်ကအစုပ်ဖြဲခံရတယ်လို့ဖြစ်တယ်ပေါ့เนาะဒီခံစားချက်လေးနဲ့ကျွန်မရွှေစုပ်ဖြက်ကလေးညာဆိုတာလေးကိုရှိဖြစ်တာပါဒီဘက်တော့ဒီလောက်ပါပဲနောက်ကတည်းကဘာအကြောင်းအရာတွေကိုဆွေးနွေးမယ်ဆိုတာကိုဆက်လက်ကြည့်ရှုအပိစားပါအောင်လို့တောင်းဆိုရင်းနဲ့ကျမရဲ့ YouTube channel လေးကို like and share and subscribe လုပ်ပေးခြင်းဖြင့် like မိကြပါအားလုံးကိုကျေးဇူးတင်ပါတယ်